အစ္စရေးလတပ်ကနေဒီကနေ့ဇွန်လ23ရက်မနက်ပိုင်းမှာအီရန်နိုင်ငံအတွင်းမှာရှိတဲ့စစ်ရေးဗဟုထာဏတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အီရန်ရဲ့စစ်ဦးစီးချုပ်ဂျန်နရယ်မိုဟာမက်ဘာဂွေရီတိဆုံးခဲ့ကြောင်းအီရန်ရဲ့ရုပ်သံမီဒီယာက အတည်ပြုပြောကြားလိုက်ပါတယ်အဆိုပါတိုက်ခိုက်မှုဟာ Operation Rising Lion လို့အမည်ပေးထားတဲ့စစ်စင်ရေးတစ်ခုအဖြစ်အစ္စရေးကတာဝန်ယူခဲ့ပြီးတဲ့နောက်အဲ့ဒီတိုက်ခိုက်မှုအတွင်းနျူကလ িয়ার စက်ရုံနဲ့ IRGC ဌာနတွေလည်းတိုက်ခိုက်ခံရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်တေဆုံးသူတွေထဲမှာ IRGC အကြီးအကဲ General Hossein Salami နဲ့ Nuclear သိပ္ပံပညာရှင်တွေအနည်းဆုံး6ဦးလည်းပါဝင်ခဲ့တယ်လို့သိရပါတယ်ကြဆုံခဲ့တဲ့စစ်ဦးစီးချုပ်ဟာ1980ခုနှစ်ကတည်းကတော်လိုင်းအစောက်တပ်ကိုဝင်ရောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အစ္စရေးဘက်ကတော့ဒီတိုက်ခိုက်မှုရဲ့အကြောင်းရင်းဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေနဲ့ဒေသတွင်စစ်ရေးအနေအထားကိုတားဆီးဖို့ရည်ရွယ်တဲ့တိုက်ခိုက်မှုဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုကြောင့်တီဟီရန်မြို့မှာအင်တာနက်အချို့ပိတ်ဆို့ခံရပြီးလေယာဉ်ပြန်တမ်းရာလေကြောင်းလိုင်းပြတ်တက်မှုတွေလည်းဖြစ်ပွားနေပါတယ်။အဆိုပါတိုက်ခိုက်မှုဟာအစ္စရေးနဲ့အီရန်တို့အကြားစစ်ရေးအကြားတိုက်ခိုက်မှုပုံမှန်ဖြစ်ပွားလာနိုင်တယ်လို့ဒေသတွင်ပြည်ပခါတွေလည်းပုံမှန်ကြီးထွားလာနိုင်ကြောင်းနိုင်ငံတကာရေးလေ့လာနေသူတွေကသုံးသပ်နေကြပါတယ်။ ဆိုတော့ဒီတိုက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ကိုထင်မြင်ယူဆချက်တွေကိုအောက်က comment မှာရှင်းပြခဲ့ပါအောင်เนาะ